ကျွန်တော်နိုဝင်ဘာလ1ရက်နေ့စနေနေ့ညမှာကန်သွားဖို့ရှိနေတဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်တွေကဘယ်ပွဲစဉ်တွေဖြစ်မလဲဘယ်ပွဲစဉ်တွေကဘယ်လိုမျိုး result တွေထွက်လာမယ်လို့ထင်လဲကျွန်တော်ရဲ့ team ယူဆချက်လေးကိုကျွန်တော်ဒီနေ့မှာပြပြပြသွားမှာလည်းဖြစ်ပါတယ် ားလုံးပဲမေလာပေါ်နေပြည်သူကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပတ်စနေနေ့ပေါ့နော်ဒါ November လ10ရက်နေ့မှာကန်သွားဖို့ရှိနေတဲ့ England Premier League ပွဲစဉ်30ပေါ့နော်ဆိုတော့အဲ့ဒီပွဲတွေကမှဘယ်ပွဲတွေကဘယ်ချိန်တွေမှာကန်ဖို့ရှိလဲအဲပြီးလို့ရှိရင် result လေးတော့ဘယ်လိုမျိုးခံမှန်းကြီးဖြစ်နိုင်လဲကျွန်တော်ပွဲတူသုံးသပ်ချက်လုပ်ပြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ team စားချက်လေးတွေကိုကျွန်တော်ပြပြပေးသွားမှာလည်းဖြစ်တယ်အကြောင်းမလို့ကျွန်တော ਨੇ ဒီလို video စောင်းနေလိုက်ကြည့်ဖို့တော့မျှော်လင့်ပါတယ်အဲကျွန်တော်စပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ဒီပတ်စနေနေ့မှာဆိုလို့ရှိရင်တော့ပွဲကြီးပွဲကောင်းတွေကအရင်တော့မရှိဘူးပေါ့နော်အသင်းကြီးတော့နှစ်သင်းအနေနဲ့ပါတယ် အာဆင်နယ်လည်းကံမှာဖြစ်သလိုမန်ယူနိုက်တက်လည်းကံမှာပေါ့နော်နှစ်သင်းသလုံးကအဝေးဝင်းပွဲစဉ်ကံတော့မှာလည်းဖြစ်တယ်ဒါပေမဲ့အရန်ကြီးကောင်းတဲ့ပွဲစဉ်တော့မပါဘူးပေါ့နော်အကြောင်းလို့ကျွန်တော်ပွဲကြိုသုံးသပ်ချက်တော့တည်တိုင်မလုပ်ပြီးတော့ကျွန်တော်ထင်မြင်စားချက်လေးတော့နည်းနည်းပေါင်းထည့်ပြီးတော့ပဲပြောပြသွားမှာပေါ့နော်အကျိုးရင်ခုန်မှုလေးတွေလုပ်ပြီးသွားမှာလည်းဖြစ်တယ်အဲဆိုတော့ဒီစနေနေ့မှာဆိုလို့ရှိရင်မြန်မာစံတော်ချိန်9နာရီခွဲမှာပဲတော်တော်များကံသွားမှာပေါ့နော်ဒါညနေပွဲစဉ်ဆိုလို့ရှိရင်တော့ဒါည7နာရီအတိမှကံမဲ့ဒါ Tottenham Hotspur နဲ့ Chelsea တို့နဲ့ London Derby ပွဲစဉ်လေးရှိတယ်အဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်ပွဲသူပွဲကြိုသုံးသပ်ချက်လေးတည်တိုင်တစ်ခု ပြန်ပြီးတော့တင်းမဲမဲပေါ့နော်ဆိုတော့ဒီ9နိုင်ခွန်မှာဘာပွဲကြီးကန်ကန်မှုရှိလဲဆိုလို့ရှင်တော့ Brighton အင်းနဲ့ Leeds ပေါ့နော် Brighton နဲ့ Leeds ပွဲစဉ်ကတော့ဒီပွဲစဉ်ကဒါ Brighton အင်းမဲမထမပဲနဲ့နိုင်သွားနိုင်တယ်ဆိုရင်ဒါမျိုးလေးမှာရှိတယ်ဘာလို့ကျွန်တော်မထမပဲနဲ့လို့ထည့်ထားလဲဆိုတော့ Brighton လက်ရှိမှာ United က Arsenal ဝ Premier League နဲ့ EFL မှာရှင်မန်ကစားပြီးသွားတဲ့အချိန်မှာဆိုတော့သူတို့မှာနယ်လီ Mandanelli ထိပြီးတော့ကြာနေနေတယ်ဆိုရင်ဒါမျိုးလေးရှိတယ်အဲကြောင့်မလို့မထမပဲနဲ့နိုင်သွားနိုင်တယ်ဆိုရင်ဒါမျိုးလေးရှိတယ်အပွဲစဉ်ကကျွန်တော်ခံမှန်းချက်ကိုပြောပြရမယ်ဆိုတော့မထမပဲနဲ့ Leeds က တည်ကြသွားနိုင်ကြီးလည်းရှိ lease နဲ့တည်ကြသွားနိုင်ကြီးလည်းရှိလို့ဒါ brighton နိုင်သွားနိုင်ကြီးလည်း draw လေးတော့များရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့အဲ့ဒီချိန်ထဲမှာပဲကံမယ် banley တင်းနဲ့ arsenal တင်းပေါ့နော် banley တင်းနဲ့ arsenal တင်းရဲ့ပွဲစဉ်မှာဆိုရင်တော့ arsenal အတွက် န်လီကပြိုင်မဲ့ကောင်းတယောက်လုံးဝမဟုတ်ခဲ့ဘူးဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ EFL မှာဆိုလို့ရှိရင်အာဆင်နယ်ကအဓိကကစားသမားတော်တော်များအနားပေးထားတာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာအဓိကကစားသမားတော်တော်များနဲ့ပြန်ပြီးတော့ပေါ်ထွက်ပါဝင်လာဖို့ရှိတယ်အဲကြောင့်မလို့ on form ပြန်မိသွားပြီးတော့ဒါဒီပွဲစဉ်မှာဆိုရင်တော်တော်လေးကောင်းတဲ့ခြေစွမ်းတစ်ခုနဲ့နိုင်သွားမယ်လို့ပဲကျွန်တော်ကတော့ထင်တယ်အဲကြောင့်မို့အာဆင်နယ်ပဲအနိုင်ရသွားမယ်လို့ထင်တယ်မထင်မှန်ပဲနဲ့တော့မှဂိုးပြတ်ကောင်းပြတ်သွားနိုင်တယ်ဘန်လီဘက်က ဂိုးပြန်သွင်းဂိုးပြန်သွင်းမှုဆိုတာတော့မရှိတော့အခြေအနေကိုနည်းပါးရလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ဆိုတော့အာဆင်နယ်အသင်းမှာ maybe 2-0လို့မဟုတ်3-0လောက်နဲ့အနိုင်ရသွားမယ်လို့ကျွန်တော်တို့ထင်မြင်မိတာလေးတော့ရှိရပါပေါ့နော်။နောက်ထပ်ပွဲစဉ်တစ်ပွဲဆိုလို့ရှိရင် Crystal Palace နဲ့ Brentford ပေါ့နော်။9နာရီခွဲမှာပဲရှင်မြန်ကစားတော့မှာလည်းဖြစ်တယ်။အပွဲစဉ်ကတော့မထမှန်ပဲနဲ့ကြီးကောင်းနိုင်တယ်ဗျ။ဘာလို့လဲဆိုတော့ Crystal Palace အသင်းကလည်းရှိခြေစွမ်းရယ် Brentford အသင်းလည်းရှိသွားနေတဲ့ခြေစွမ်းရယ်နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကမထမှန်ပဲနဲ့ကြီးကောင်းသွားနိုင်တဲ့ပွဲစဉ်လိုပဲဖြစ်လာနိုင်တယ်ပေါ့နော်။အဲဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ရဲ့ခံမှန်းချက်ထင်မြင်မိလေးထင်မြင်ကြလေးကိုပြောရမယ် ဆိုရင်တော့ဒီဘွဲစီက Crystal Palace ကလည်းနေဒီအကြပိုင်နေလေးရောက်နေပေမဲ့ Brentford ကတော့ True ကြပဲအတက်ဖက်ကိုနေလေးပြန်ရောက်နေပေါ့နော်။အဲကြောင့်ဒီဘွဲစီကတေးကြသွားနိုင်ကြတော်လေးများတယ်။အနိုင်ပေးရမယ်ဆိုရင်တော့ Brentford ကကတ်ပြီးတော့နိုင်သွားတဲ့ပုံစံမျိုးလေးကိုကျွန်တော်ပို့ပြီးတော့သဘောကျရလို့ပဲပြောရမှာပေါ့နော်။ဆိုတော့နောက်ထပ်ဘွဲစီနဲ့ဘွဲစီလို့ရှိရင်တော့ Fulham တင်းနဲ့ Wolves ပေါ့နော်။ဒါကတော့ Fulham တင်းရဲ့အိမ်ကွင်းမှာရှင်မြန်ကစားသွားမှာလည်းဖြစ်တယ်။ဒီဘွဲစီကနှစ်သင်းစလုံးကအခြေအနေဒီရာဒီမှာတော်တော်လေးဆိုးနေတယ်။ပိုဆိုးလာတော့ Wolves ပေါ့နော်။တန်းစင်းဆောင်ရဲ့အောက်ဆုံးမှာတော့ရောက်နေပဲ။အမှန်ပဲကြည့်အောက်ဆုံးမှာသူ့အောက်မှာကျမ်းမြင်မယ်ရှိတော့ တယ်အလောက်တဲ့အထိကို wolf ကတော်လေးကိုအခြေအနေစိုးနေတာဖြစ်တော့ကြောင်းဒီနေ့ပွဲစဉ်မှာဖိဖိစီးလေးနဲ့ကန်သွားဖို့တော့လူရယ်လို့ကျွန်တော်ကတော့မြင်နေတယ်ဒါပေမဲ့တစ်ဖက်မှာကကန်မှာလဲ full one ဖြစ်တော့ကြောင်းအရင်တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီရသည်မှာ full one လည်းအကုန်လုံးသိကြတဲ့အတိုင်းပဲဒီနေ့ရွှေဒီနေ့ငွေခြေစွမ်းနဲ့ကန်နေရဆိုတော့ဒါ full wolf အတွက်ဆိုလို့ရှိရင်လဲ chelsea ကိုကန်သွားတဲ့စိတ်တန်းနဲ့ဘာညာနဲ့ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာတစ်ခုလုံးပြနိုင်နေဆိုရင်ဒီဟာမျိုးလေးမှာတော့ရှိပါတယ်ဒီပွဲစဉ်ကလည်းမထင်မှတ်မဲ့ကြီးကောင်းနိုင်တယ်ကျွန်တော်အပွဲလေးကိုခံမှန်းပေးရမယ်ဆိုလို့ရှိရင်တော့တေချာသွားနိုင်ကြတော်လေးများတယ်ဒါပေမဲ့အနိုင်ပေးရမယ်ဆိုလို့ရှိ ရင်တော့လေကျွန်တော်တို့ full hand ပဲကတ်ပြီးတော့နိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးကိုပဲထင်မြင်မိတာတွေတော့ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်တော့9နိုင်ခွဲမှာပဲကန်သွားဖို့ရှိတယ် Northern Forest အတင်းနဲ့ Manchester United ပေါ့နော်ဆိုတော့အပွဲစဉ်ရဲ့ကျွန်တော်ပွဲကြိုသွင်းချက်လေးတော့ကျွန်တော်ရဲ့ channel တခုဖြစ်တဲ့ဒီ The Weight of Man United မှာကျွန်တော် United အကြောင်းပြောရင်းနဲ့တင်ပြထားတာရှိတယ်ပွဲကြိုသွင်းချက်လေးကိုကြည့်ကြည့်နေဆိုလို့ရှိရင်အမှားသွားပြီးတော့ကြည့်လို့ရတာပေါ့နော်ဒီမှာတော့ကျွန်တော်ထပ်ပြီးတော့မပြောတော့ဘူးပေါ့နော်ပြီးလို့ရှိရင်တော့ည12နိုင်အတိမှာဆိုရင်တော့ Tottenham Hotspur အတင်းနဲ့ Chelsea အတင်းတို့ရင်းမြစ်ရင်းဆိုင်ရှင်တိုင်းကစားသွားမယ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲရှိတယ်အပွဲစဉ်ရင်ပွဲကြို ်သွင်းချက်လေးကိုလည်းကျွန်တော်တေချာလေးပြန်ပြီးတော့တင်ပေးမယ်။အဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာမှထည့်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုမပြောတော့ဘူးပေါ့နော်။ဆိုတော့အဲ့ဒီဥစားလေးတင်ပေးတဲ့အခါမှာပဲတေချာလေးပြန်ပြီးတော့ကြည့်လို့ရတယ်။ဆိုလူချင်းမင်းတို့ကဘယ်ပွဲစဉ်တွေကိုယဉ်ခုံလဲ။ဘယ်ပွဲစဉ်တွေ reset တွေကဘယ်လိုမျိုးဖြစ်လာမယ်လို့ထင်လဲ။ကျွန်တော်တို့ကတော့ Halloween ပြီးသွားတဲ့အချိန်မှာဒီပွဲစဉ်တွေကစောင့်ကြိုနေခဲ့ပြီလည်းဖြစ်ပါတယ်။ဆိုလူချင်းမင်းတို့ထင်မျိုးစားချက်လေးပြောချင်တာလေးတော့အောက်က comment မှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်။ကျွန်တော်နောက်ထပ် video တစ်ခုချက်မှာပြန်လည်ဆွေးနွေးကြတာပေါ့။ကျွန်တော်ရဲ့ channel လေး video လေးကိုကြည့်နေတဲ့ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပဲကြည့်ကြရလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်